ဘားတွေကနေထွက်လာတဲ့သူမှန်သမျှကိုစနိုက်ပါသမားနဲ့ပစ်တက်ခဲ့တဲ့အစိုးရဒီနေ့မှဆိုရင်မန်ဒရဲမြို့မှာနေစဉ်ဘွားကိုရုံးကန်လှူရှားနေကြတဲ့ပြည်သူပြည်သားတွေနဲ့ထုံးစံနိုင်ပြည့်ကျက်နေပါတယ်။အယောင်းဝင်တဲ့စာကြီးကိုကသူ့ရဲ့နောက်ဆုံးထွက်ကုန်တဲ့တွေအကြောင်းဖောက်တဲ့တွေစီကိုဖုံးဆက်ပြီးတော့မိတ်ဆက်ပေးနေပါတယ်။အစ်စရီကလမ်းဘေးမှာထိုက်ရင်နေပြန်လို့ဆိုပြီးရဲရင်နေထိုးတာကိုခံလိုက်ရပါတယ်။အလောင်းစားဝါဒနာဦးမကြီးထရီနီကအကုံစုံဆိုင်ကလူကြီးကိုနောက်မှပေါင်းရှင်းမယ်ဆိုပြီးတော့ဈေးဆက်နေပါတယ်။ မိမချော်လေးအလီနာကျတော့ online ချစ်သူနဲ့အပြင်မှာစုံဖို့ချိန်ထားတဲ့အကြောင်းတငယ်ချင်းစီဖုန်းဆက်ပြီးတော့ကြွားနေပါတယ်။ဖုန်းဆက်ရင်ဘက်ထရီနည်းလာတဲ့အခါမှာတော့အနီးနားကဘားကိုဝင်ပြီးတော့အားသင်းလို့ရမလားမေးပြီးတော့ coffee တစ်ခွက်မှတောက်ခဲ့ပါတယ်။ချောင်းဆိုးနေတဲ့မျိုးသားတယောက်ကလည်းအသေးတန်နဲ့ဘားရဲ့အင်တာစီကိုတန်းပြေးဝင်သွားခဲ့ပါတယ်။ဆိုင်းကိုဒါသမျှလူတွေအကုန်လုံးကဘာမှမမစားဘဲနဲ့အင်တာကိုစိတ်ကြိုက် free သုံးနေကြလို့ဆိုင်းရှင်အေဘာတို့ကတော့ပွားနေပါတယ်။ အစ်စရီကအေဘာရူဒါဆိုရင်သူ့ကိုအစားစာတွေလကားကျွေးမယ်ဆိုတာကိုသိလို့ဆိုင်ထဲကိုဝင်လာခဲ့ပါတယ်။တယောက်ထဲထိုင်ပြီးပေါပဖောက်လိုက်တခြင်းဆိုလိုက်လုံနေတော့တဆိုင်လုံးနားကြီးနေကြပါတယ်။နာဂျိုဆိုတဲ့လူကတော့ငကြက်ကြီးတက်ပြီးတော့တယောက်ထဲတကဘာဖြစ်နေခဲ့ပါတယ်။စာဂျီရိုနဲ့ထရီနီရောက်လာပြီးတော့ထရီနီကဘားရဲ့လောင်ကစားဆက်ကနေနိုင်ထားတဲ့ပတ်စံတွေအကုန်လုံးကိုတခါတည်းထုံသုံးပစ်လိုက်ပါတယ်။ဗန်စေးသမားကလည်းသူမှထားတဲ့မင်းဆာကနောက်ကျနေတာနဲ့ပဲစိတ်မရှိတော့လို့ဆိုပြီးတော့ထပြန်သွားတဲ့အချိန်မှာတော့တနတ်နဲ့ပြစ်ခံလိုက်ရပါတယ်။ မ်းမပေါ်ကလူတွေအကုန်လုံးထွက်ပြေးကုန်ကြပြီးတော့ဘားတွေက လူတွေကလည်းလန်သွားကြပါတယ်။ငကြကြီးတက်ထားတဲ့နာဂျိုကတော့တနတ်တန်ကိုမကြမ်းမိလိုက်လို့အပြင်လောကကြီးမှာဘားတွေဖြစ်နေလဲဆိုတာကိုခဏနေမှသိခဲ့ရပါတယ်။ဆိုင်ထဲမှာလိုင်းမမီတော့လို့ရဲရီစီကိုဖုံးဆက်တိုင်လို့လည်းမရခဲ့ပါဘူး။အဲ့ဒါနဲ့ပဲဘားတွေဖြစ်တာလည်းသိရအောင်လို့ဘားတွေကတန်ရှင်ရေးသမားကအပြင်ကိုတင်းထွက်သွားခဲ့ပါတယ်။ဘန်စီရေးကိုအသက်ရှိသေးလားစစ်နေတော့မှပဲသူလည်းပြစ်ခံလိုက်ရပါတယ်။ ဆိုင်တွေကလူတွေအကုန်လုံးလဲလန်သွားကြပြီးတော့လိုလိုပူပူဆိုပြီးတော့အောက်မှာဝက်နေခဲ့ကြပါတယ်။အစ်စရီကဘုရားကျောင်းတက်စရာရှိလို့သွားမှဖြစ်မယ်ဆိုပြီးအပြင်ကိုတင်းထွက်ဖို့လုံနေတော့မှာပဲ။အန်ပူရိုကနင့်ကိုစားတောက်တွေလကားကျွေးပါမယ်။တင်းအိုဆရာတော်နဲ့လည်းစကားပြောခွင့်ရအောင်လုပ်ပေးပါမယ်။အပြင်ကိုတော့မထွက်ပါနဲ့ဆိုပြီးတော့တောင်းပန်ခဲ့ရပါတယ်။ထွေနေတယောက်အသားလေးရှောက်သွားပြီးတော့ရမုကိုယူကာသတင်းက TV ကိုဖြန့်ချိလိုက်ပါတယ်။ လိုင်းရီအစုံကိုကြော်ကြည့်ပေမဲ့လည်းမန်ရဲမျိုးလေကောင်မှတနက်ပြက်ကတ်မှုဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးသတင်းတင်ပြနေတာမျိုးမရှိတဲ့အတွက်အကုန်လုံးကတန်ပြဝင်လာကြပါတယ်။အဲလိုနဲ့တစ်ဖွဲ့လုံးစကားများနေကြတဲ့အချိန်မှာတော့ထရီနီကပို့ပြီးတော့ထူးဆန်းတဲ့အရာတစ်ခုကိုတတိထားမိသွားပါတယ်။ခုနကတနက်ပြက်ကတ်လာရတဲ့လူမျိုးရဲ့အလောင်းကနေတွေးတဆက်တောင်မကျနေခဲ့ပဲနဲ့ပျောက်သွားတာပဲဖြစ်ပါတယ်။အလောင်းတွေကိုလာတဲ့ပြီးသူတို့အစဉ်ပြေမပြေကိုလာမကြည့်တာကတော့ထူးဆန်းနေပါတယ်။ သူတို့တွေကတော့ကိုကြီးများရလာမလားလို့မျှော်ကိုးပြီးတော့ TV ကြည့်လိုက်စကားပြောလိုက်နဲ့ပဲထိုင်ဆောင်နေခဲ့ကြပါတယ်။အဲချိန်မှာဆိုတာကသူတို့တွေအိမ်မက်သေးကိုရောက်နေကြတာများလားဂျူသားတွေကျူးကျော်လာတာများလားဒါမှမဟုတ်မိုးရင်ဆိုးရရဲ့လက်ချက်လားဆိုပြီးတော့တယောက်တည်း theory တွေတွတ်ထုတ်ရင်းနဲ့လှုပ်ရှုံနေပါတယ်။ဆိုတာကိုစိတ်ကူးတွေယင်မနေနဲ့ဆိုပြီးဆိုင်ရှင်ကပါရိုက်ပြီးအသိဝင်လာအောင်လုပ်လိုက်ရပါတယ်။ဒါမဲ့တစ်ဖွဲ့လုံးကတော့ဖြစ်နိုင်ခြေရှိမဲ့အချက်တွေကိုစဉ်းစားကြည့်ခဲ့ကြပါလေ။အလီနာကတော့လူနှစ်ယောက်ကိုတစ်ဖွဲ့တည်းလို့ထင်နေပါဗျ။ ဒါပေမဲ့လည်းတန်ရှင်းသမားနဲ့ဘန်ဝင်နဲ့တရေတဲ့တွဲတာကတော့ယုတ်တိမရှိဘူးဖြစ်နေပါတယ်။ဇာဂျီယိုကတနက်ပြက်သမားကိုဒူးစိုက်သမားမဟုတ်ဘဲနဲ့အစိုးရဘက်ကလို့ထင်နေပါတယ်။ဘာရင်မှာအန်နီယယ်ကြီးတဲ့ဒူးစိုက်သမားတယောက်ရှိနေတာကိုသတင်းရထားလို့ရဲတွေရောက်လာခဲ့ပေမဲ့လည်းဘသူမှမသိလို့ဆိုင်ထဲကထွက်လာတဲ့သူကိုတန်းပစ်လိုက်တာလို့သူကပြောပါတော့တယ်။ဒါပေမဲ့အဲ့ဒီဒူးစိုက်သမားကပုံဆောင်လာတဲ့လူမျိုးသုံးတပ်ဖြတ်ရေးသမားဖြစ်နေမယ်ဆိုရင်တော့အဲ့ဒီလူကိုဒီဆိုင်ကနေရဲတွေကထွက်သွားခွင့်ပေးမှာမဟုတ်ဘူးလို့ဇာဂျီယိုကထပ်ပြီးပြောလိုက်ပါတယ်။ ်သူ့ theory အပြင်ကပြည်သူတွေကိုနေရာရွှေ့လိုက်ပြီးဒီဇိုင်းကိုရဲတွေကဝိုင်းထားတယ်ဆိုတာကဖြစ်နိုင်ခြေရှိပါတယ်။အဲဒါကြောင့်ဘသူမသတိမထားမိခင်မှာနာချိုကသူ့ရဲ့အိတ်ကိုဖတ်ဖို့လုပ်ပေမဲ့လည်းပေါ်တင်မဲ့တမ်းမိသွားခဲ့ပါတယ်။စာဂျီယိုနဲ့အန်ဒရီကသူ့ကိုချုပ်တာတော့ဆော်တာကအိတ်ကိုလှူလိုက်ပါတယ်။ဒီတော့မှာတော့သူကမဖွင့်ရဖွင့်ရဖြစ်နေလို့အန်ဘာရိုကဆွဲယူပြီးတော့ဖွင့်ချလိုက်ပါတယ်။အင်ဂျီဝစားတွေအများကြီးနဲ့ဟက်တစ်တစ်ချက်ထွက်လာခဲ့ပါတယ်။ ။ဒါကြိုကအဲ့ဒါကအလုံးနဲ့ပတ်သက်တဲ့ဘိုင်မာလို့ပြောပေမဲ့လည်းဘသူကမှမယုံမဲနဲ့ဘာလို့ပြစ်မလဲလို့စဉ်းစားနေကြတော့မှပဲ။အလီနာကယူပြီးတော့ဖနှောင်းနဲ့ပေါက်ပြီးတော့ပြစ်စည်းပြစ်လိုက်ပါတယ်။ကျွန်တော်တို့တွေးခေါ်ရတွင်းနဲ့ရန်ဖြစ်နေရတော့အောင်ကလေးရီလာဆိုပြီးတော့လည်းမန်ဟောက်လိုက်ပါသေးတယ်။ဒါကြိုကလည်းသူ့မှာမိုးစိမ်မွေးရှိတာရဲ့တနတ်တန်ကိုမကြလိုက်တာရဲ့နဲ့ပဲသူ့ကိုလူသက်သမားလို့တန်တရားဝင်သွားတာလားဆိုပြီးတော့ဒေါသခတ်သွားခဲ့ပါတယ်။ဒီလိုမျိုးလောက်တဲ့တန်တရားဝင်ကြီးဆိုရင် စာဂျီယိုရဲ့လက်ဆွဲအိတ်ကိုလည်းဖွင့်ရှာလေးဆိုပြီးတော့ကျွန်းနှုံးလုပ်လိုက်ပါရစေ အမရိုကလက်ဆွဲအိတ်ကိုဇကနဲဆွဲယူလိုက်တဲ့အခါမှာတော့အစာဂျီယိုကပြန်ပြီးဆိုပြီးတော့တောင်းလိုက်ပါတယ်။ဆော်တာကသူ့ကိုချုပ်မယ်လုပ်ပင်မယ်လဲထိုးကန်ရတဲ့သူက သူ့ပဲဖြစ်သွားခဲ့ပါတယ်။အန်ရီကသူ့တနက်ကိုထုတ်ပြီးတော့အစာဂျီယိုကိုချင်းချောက်တဲ့အခါမှာတော့အကုန်လုံးကလန်သွားကြပါတယ်။အဲခိုက်တန်ကိုအစ်စရီကခွင်ကောင်းယူပြီးတော့လက်ဆွဲအိတ်ကိုဆွဲယူသွားပါတယ်။အိတ်ကိုဖွင့်လိုက်တဲ့အခါမှာတော့အစာဂျီယိုရောင်းတဲ့အမျိုးသမီးဝက်အတွင်းကန်တွေအပြစ်ထွက်ကြလာခဲ့ပါတယ်။အဲဒီမှာပဲနောက်ဘက်ချမ်းကနေအတန်ဆိုးကြီးတစ်ခုကိုကြားလိုက်ရပါတယ်။ အင်္ဓာလေးကိုဝင်သွားတဲ့နေမကောင်းတဲ့လူတယောက်ရှိနေသေးတာကိုသူတို့တွေမြင်နေကြတာပါအင်္ဓာတကားကြီးကိုလောချထားတဲ့အတွက်အန်ဒီတယောက်တနက်နေ့ပြစ်ပြီးတော့ခွင်လိုက်ရပါတယ်အထက်ကလူကြီးကလည်းအင်္ဓာကွက်ပေါ်မှာမိရင်းနဲ့လဲနေပြီးတော့သူ့ဝေးမှာလည်းထိုးစမ်းတဲ့ဆေးတုပ်အတမျိုးရှိနေပါတယ်အဲဒီအချိန်မှာနောက်ထပ်အတန်ကိုကြားရလို့သွားကြည့်တဲ့အခါမှာတော့မတ်တွေတက်ထားတဲ့အထိုးတက်ခွက်တွေရောက်နေတာကိုတွေ့ခဲ့ရပါတယ်အကူကြီးအော်တောင်းဝင်မဲ့လည်းသူတို့တွေကိုအဲဒီလူတွေကဂရုတောင်မဆိုင်ကြပါဘူးသူတို့ဘာသာသူတို့ဒိုင်ယာခွေတွေကိုစုပြီးတော့မိရှုနေကြပါတယ် ဒီနောက်မှာတော့မိဂုံးငွေတွေကအစုလိုက်ကြီးပြေးချန်လာပါတော့တယ်။တရင်မှာလည်းဒီမိဂုံးငွေတွေအကြောင်းကိုမန်တွဲမျိုးလေအကောင်ကမိလောင်မှုအကြီးစားကြီးဆိုပြီးတော့ကြော်ညာထားပါဗျ။အဲ့တော့အစိုးရကလူသေးတဲ့ကိစ္စကိုဖုံးဖို့အတွက်ဒီလူတွေကိုလွတ်လိုက်တာကအသေးချာပါပဲ။အင်တာနက်ကနေထွက်လာတဲ့ယောဂတဲ့မျိုးသားရဲ့ပုံစံကလည်းတော်တော်ချင်းနေစိုးနေပြီးတော့ပုံပြပန်းပြကြီးဖြစ်နေပါဗျ။လက်ထက်ကဖုံးလို့ကြတဲ့နောက်မှာတော့ငါ့ကိုလာမတိကြနဲ့လို့ပြောပြီးတော့လဲကြသွားပါတော့လေ။ဒါချိုကလည်းအဲလူရဲ့ဖုံးကိုသွားကောက်ပြီးတော့တပ်ပုံတွေကိုရှာကြည့်လိုက်ပါတယ ဲကြသွားတဲ့မျိုးသားကလည်းတက်မာတာဝန်ထမ်းဆောင်နေတဲ့စစ်သားတယောက်ဖြစ်ပြီးတော့အာဖရိကမှာလုံလုံနေတာပါ။ဆိုင်ပြင်ကလိုတကိုယ်လုံးကိုကာကွယ်တက်ထားပြီးတော့မက်စ်နဲ့လူတွေရဲ့ပုံကိုလည်းတွေ့ခဲ့ပါဗျ။အခုတော့ကိစ္စတွေကရှင်းလင်းသွားခဲ့ပါပြီ။ဒီစစ်သားရဲ့ကိုမှလူတွေကိုတည်စေနိုင်လောက်တဲ့ယောဂါပုံတစ်မျိုးရှိနေခဲ့တာပါ။အဲဒါကြောင့်လမ်းပေါ်ကလူတွေအကုန်လုံးကိုရဲတွေကနေရာရွှေ့ထားလိုက်တာပဲဖြစ်ပါတယ်။ဆိုင်ထဲကလူတွေအကုန်လုံးမှလည်းယောဂကုသက်သွားပြီမို့လို့အစိုးရကဒီကိစ္စကိုဖုံးကွယ်ထားဖို့အတွက်အပြင်ကိုထွက်လာသမျှလူတိုင်းကိုပြစ်တက်လိုက်တာပဲဖြစ်ပါတယ်။ ။အကြခင်တရားတော်မယ်လို့တင်ပြီးတော့အကိုလုံးကလည်းဒေမင်းကိုစောင့်ရင်းနဲ့အချိန်ဖြုန်းနေကြပါဗျ။အစ္စရေးကတည်သွားတဲ့စစ်သားကြီးအတွက်ဆူတောင်းပေးပြီးတော့သူ့ရဲ့မျိုးလုံးပေါ်မှာကြွေစည်တွေကိုတင်ထားလိုက်ပါဗျ။အလီနာနဲ့နာဂျူမာကစစ်သားရဲ့ဖုန်းရှိနေပါဗျ။ဘက်ထရီက၁၀ရာခိုင်နှုန်းလောက်ပဲကျန်တော့တဲ့အတွက်ကြောင့်အမြန်ထားပြီးတော့ဖုန်းလိုင်းမိမိမိစမ်းကြည့်ကြပါဗျ။ဆိုင်ရဲ့မြင်ပိုင်းနားမှာရှိတဲ့ထိုင်ကုန်ဘောကိုတက်လိုက်တဲ့အခါမှာတော့အတိုင်းပြန်ပေါ်လာခဲ့ပါတယ်။အဲတော့သူ့ရဲ့လုပ်ဖို့ကင်ဘက်ကိုဖုံးဆက်ပြီးတော့ TV ကသတင်းကအလင်းညာရီဆိုတာကိုရှင်းပြလိုက်ပါတယ်။ ။ရာဂျိုကဆိုတာစီကနေဖုန်းကိုဆွဲလို့ပြီးတော့ကုညီအော်တောင်းလိုက်ပါတယ်။အဲ့ဒါနဲ့ဖုန်းတွေကလူကလည်းဒီတိုင်းလိုက်ပြီးတော့နောက်နေတဲ့ငပြက်တွေလို့ထင်ပြီးတော့ဖုန်းချပစ်လိုက်ပါတယ်။နောက်ထပ်ဖုန်းတကောဆက်လို့ရလောက်တဲ့အထိဖုန်းဝါကမရှိတော့တဲ့အတွက်ကြောင့်ရာဂျိုနဲ့ဆိုတာတို့ရန်ထဖြစ်ကြပါတယ်။ခုံကြိုးပြီးပြုတ်ကျသွားလို့အကုန်လုံးလဲနောက်ကိုရင်လဲပြီးတော့ကြာသွားခဲ့ပါတယ်။ထရီနီကလည်းလောင်စာဂင်းစက်နဲ့တိုင်းမီသွားပြီးတော့ဂျက်ပေါ်တောင်ပေါက်သွားခဲ့ပါတယ်။ဆက်တဲ့ကနေကြွေပြားတွေပြုတ်ကျလာတဲ့အခါမှာတော့အစ်ရီကလိုက်ကောက်နေခဲ့ပါတယ်။ ဟန်ရီကဒီတကဖုန်းကိုသူဆက်မယ်ဆိုပြီးပြောပေမဲ့အမ်ဘာရိုကတော့ဖုန်းသုံးခွင့်မပေးခဲ့ပါဘူး။အဲဖုန်းကလည်းယောဂတဲ့မျိုးသားရဲ့ဖုန်းဖြစ်နေတာမို့ကိုင်းမိထားတဲ့သူတွေကိုလည်းသူမရဲ့အနာကိုအကန့်မခံခဲ့ပါဘူး။ဟန်ရီနဲ့ဆန်ဂျီယိုကလည်းအမ်ဘာရိုပြောတာကိုသဘောတူပြီးတော့ယောဂတဲ့နဲ့ထိမိထားတဲ့သူတွေနဲ့ဝေးဝေးကိုရှောင်ပြေးနေခဲ့ပါတယ်။အလီနာကတော့ဒီဇိုင်းထဲမှာသူတို့တွေရှိနေတာလည်းတော်ကြပြီ။ယောဂကလည်းအကုန်လုံးစီကိုပြတ်နေပြီလေလို့ပြောပေမဲ့လေဟိုလူကတော့သူတို့၃ယောက်တည်းတက္ကပါဖြစ်နေခဲ့ပါတယ်။ အန်ရီကတနက်နေ့ချိန်ပြီးတော့ဂျန်တဲ့သူတွေကိုယောဂသည်ရဲ့အလောင်းကိုပါမပြီးတော့အောက်တက်စတိုကန်ထဲမှာသွားနေဖို့ချိန်ချောက်ခဲ့ပါတယ်။နာဂျိုကမသွားခြင်းမူဆိုပြီးပေကတ်နေပေမဲ့လည်းအန်ရီကဒီပေါက်ကြီးနဲ့သူ့နောက်ကစစ်ကိုပြစ်လိုက်တဲ့အခါမှာတော့မသွားတာပဲနဲ့သွားခဲ့ရပါတယ်။အစ်ရီကလည်းအောက်ထက်ကိုမစင်းမဲနဲ့လေပေါ်နေလို့အန်ဘာလိုကသူ့ကိုအရက်နှစ်ပလင်းပေးပြီးတော့နားချလိုက်ရပါတယ်။ညက်ဘက်ဆုပ်ပြတ်နေတဲ့ခေါင်းကြီးထဲမှာထိုင်နေတဲ့သူ့အဖွဲ့ကအချင်းကုန်မြန်အောင်လို့စကားဖောင်ပွဲနေခဲ့ကြပါတယ်။ အပိလောင်ခံရတာကိုကြောက်တတ်တဲ့ယောဂါရှိတဲ့ထရီနီကလည်းယောဂါထပ်ပေါက်လာခဲ့ပါတယ်။တကားကိုရိုက်ထုတ်ပြီးတော့ဘော်ဒါကလူတွေကိုဖွင့်ပေးဖို့အော်ပြောနေတော့မှပဲ။တက်တာဒလုံးကိုတုံးမိပြီးတော့ပလင်းတွေလည်းကြာခွဲသွားခဲ့ပါတယ်။ပလင်းတွေကျသွားပြီမဲ့ရန်လူမျိုးဖြစ်မသွားတာကြောင့်နာဂျိုကဒီနားမှာယူဝေါတခုခုရှိရမယ်ဆိုပြီးတော့တတိထားမိသွားပါတယ်။ဘေးပတ်ဝန်းကျင်ကပစ္စည်းတွေကိုဖယ်ထုတ်လိုက်ပြီးလိုက်ရှာတဲ့အခါမှာတော့မိလာပေါက်နဲ့ဆက်ထားတဲ့ラインကိုတခုခုတွေ့သွားခဲ့ပါတယ်။ အဘုံကိုဖွင့်ပြီးကြီးလိုက်တဲ့အခါမှာတော့တိတ်မနဲ့တာမို့အစ်ဆွေးကသူစင်းကြည့်ပေးမဲ့ဆိုပြီးတော့စေနာရှင်ကြီးဝင်လို့ပါတော့တယ်။အဝတ်စားတွေကိုလည်းချွတ်သူ့ရဲ့ကြွေစည်တွေကိုလည်းဘေးမှာချပြီးတော့တကိုယ်လုံးကိုစီရီနဲ့ရွှဲနေနေအောင်တုပ်လိုက်ပါတယ်။တကယ်တမ်းစင်းတဲ့အခါမှာတော့အစ်ဆွေးရဲ့ကိုကပေါက်နဲ့မဆန်ပဲနဲ့အဝတ်မှာပဲတင်နေခဲ့ပါတယ်။ဘေးကလူတွေကလည်းဘလောက်ပဲဖိချဖိချမရခဲ့ပါဘူး။အဲဒီအချိန်မှာပဲအပေါ်ရက်ကနေလာတဲ့ဆူညာန်တန်တွေကိုကြားလိုက်ရပါတယ်။ဇိုင်းတဲ့ကိုလူအုပ်စုတစုကဝင်လာပြီးတော့အန်ပါလိုစာဂျီယိုနဲ့အန်ဒရီတို့ကိုတပ်ပစ်လိုက်တာပါ။ ခဏနေတော့အခန်းထဲမှာပို့ပို့ပြီးတော့နှွေးလာတာကိုသူတို့သတိထားမိသွားပါတယ်။ brain box ကနေမိခိုးတွေဝင်လာတာကိုသိလိုက်တဲ့အချိန်မှာတော့အထူးတပ်ဖွဲ့တွေကပိုးတပ်ဖို့အတွက်ဆိုင်ကိုမီးရှို့နေတဲ့စီကားဖြစ်နေပါတယ်။ဒီပုံစံတိုင်းသာဆိုရင်တော့သူတို့တွေအောက်ခန်းထဲမှာပဲပိတ်မိခုံတော့မှာဖြစ်ပါတယ်။အဲဒါကြောင့်စာချိုနဲ့အယ်လီနာကနိုင်ငံတဲကနေအဝင်လေရအောင်လို့ဆိုပြီးတော့ X-ray ကိုအားကုန်သုံးပြီးတော့ပြန်ဆွဲထုတ်ကြပါတယ်။အပိတ်လွန်ယောဂထပ်ပြီးဖောက်လာတဲ့ဒရီနီကလည်းခြေကားကိုထပ်ထပ်ပြီးတော့တကားကိုသွားတွေးရတွန်းခွင့်ပြန်ပါတယ် သူရဲ့လက်ဘူလောင်သွားလို့အလီနာတို့ကလက်ကိုစီရီနဲ့တုပ်ပြီးတော့အင်သာဆက်ကိုနဲ့ပတ်ထားပေးခဲ့ရပါတယ်။အချင်းတွေကိုထိုင်ခဲ့ကနေနဲ့အပေါ်ကတန်တွေညင်သွားတဲ့အခါမှာတော့နာဂျိုကကော်ပြားနဲ့ဘရင်းပေါက်လေးကိုတွန်းပြီးတော့ခွင်ကြည့်လိုက်ပါတယ်။ဆိုင်းဆိုင်လုံးကလည်းပြာကျနေပြီးတော့လူသေးလောင်းတွေကလည်းပျောက်နေပါတယ်။ဒီဇိုင်းလုံးကိုလည်းထူးတက်သားတွေကတိတ်တွေနဲ့ပတ်ထားလို့အပြင်ဘက်မှာဘာတွေဖြစ်နေလဲဆိုတာကိုမမြင်ရပါဘူး။ဒီနောက်မှာတော့စတိုကန်တွေကနေပြန်ထွက်လာဖို့ပဲဆုံးဖြတ်လိုက်ကြပါတယ်။ အန်ဒရီယက်တနတ်ကိုနာဂျိုတွေ့သွားတဲ့အခါမှာတော့ခါးကြမ်းမှထိုးပြီးတော့ညှက်ပွက်ထားခဲ့ပါတယ်။တန်တတုဘူတွေကြောင့်သူ့ရဲ့သားတွေလည်းလောင်ကုန်ပါတော့တယ်။ဒွီနီကတော့ဆိုင်ပြင်ကိုထွက်ပြီးတော့အကူအညီတောင်းချင်နေပါတယ်။ဒါမဲ့သူတို့တွေဆိုင်ထဲမှာရှိနေတာကိုပြင်ကလူတွေတီးသွားရင်ကိုယ်တည်ရင်းကိုတူးတူဖြစ်သွားမယ်ဆိုတာကိုနာဂျိုကသတိပေးလိုက်ပါတယ်။စတိုကန်ထဲမှာလည်းစားတောက်လုံးလောက်ရှိနေသေးတာမို့ဒီကိစ္စကြီးကိုလူတွေမေ့သွားတဲ့အချိန်ထိကိုဒီထဲမှာပုံနေရအောင်ဆိုပြီးတော့နာဂျိုကအကြံပေးလိုက်ပါတယ်။ အတန်းတန်းကိုထပ်ကြလိုက်ရတဲ့အချိန်မှာတော့အကုန်လုံးလမ်းဖြတ်သွားကြပါတယ်။ဒါပေမဲ့လည်း message တွေစက်တိုက်ဝင်နေတဲ့စစ်သားကြီးရဲ့ဖုန်းတံဖြစ်နေပါတယ်။အလီနာကဖုန်းကိုယူပြီးစစ်ကြည့်လိုက်တဲ့အခါမှာတော့စစ်သားကြီးရဲ့တငယ်ချင်းကသူ့အဆင်ပြေမပြေကိုတင်းလန်းမိနေတဲ့ message တွေဖြစ်နေပါတယ်။စစ်သားကြီးကလည်းလွန်ခဲ့တဲ့ရက်ပိုင်းတည်းကနေမကောင်းဖြစ်နေတာပါ။သူ့နောက်ကိုလူတွေလိုက်နေတဲ့ဆိုတာကိုလည်းရင်းမိပါတယ်။တခွဲကန်းထဲမှာစမ်းသက်ထားတဲ့ဆေးကိုဘယ်သူမှမသိအောင်ထိုးဖို့အတွက်ဘားကအင်တာတွေကိုအမြန်ပြေးသွားခဲ့တာပါ။ ဇေယကဒီလူကြီးရဲ့ကိုမအာနိသင်မပြဖြစ်ခဲ့ပါတယ်ပြီးတော့လဲသူကယောဂကံရှိနေခဲ့တာဦးဂျုံပြောရမယ်ဆိုရင်တော့ဒီပွဲတဲကလူတွေတိုင်းမှာယောဂလက္ခဏာပြနေတာမျိုးအခုထိမရှိသေးပါဘူးအဲ့တော့ဇေယတွေကသူတို့နဲ့အဆင်ပြေသွားနိုင်ချေရှိပါတယ်အချိန်ကြိုက်မှာပဲဖုန်းကထမီလာခဲ့ပါတယ်ခုနကမက်ဆေ့ပို့နေတဲ့သူကဆက်တာပါဒါချိုကဒါထောင်ချောက်ဖြစ်နိုင်တယ်ဆိုပြီးတော့ဖုန်းကိုမကိုင်းနဲ့အောင်လို့ပြောပါတယ်ကိုင်းနဲ့မကိုင်းနဲ့စဉ်းစားနေရင်လည်းဖုန်းကလည်းတောင်းသွားခဲ့ပါတယ် ရာဂျိုကတော့ဘုံအသွင်းလို့ရနိုင်မဲ့ပစ္စည်းတစ်ခုကိုလိုက်ရှာနေတုန်းပါပဲ။အလီနာကမက်ဆေ့တဲကစာတကြောင်းကိုပြန်တရီရသွားပါတယ်။ဆေးလေးပလင်းကြံသေးတယ်လို့ပြောထားတာမို့စသားကြီးရဲ့ကိုယ်ပေါ်မှာလိုက်ရှာကြည့်ကြပါတယ်။ဘာမှမတွေ့တဲ့ကံမှာတော့အင်နာထဲမှာများလားဆိုပြီးတော့အမြန်ပြေးရှာကြပါတယ်။ဒါပေမဲ့လည်းအစ်ရေးကအရင်လက်ဦးသွားခဲ့ပါပြီ။ဆေးပလင်းတွေထည့်ထားတဲ့တတကိုဂိုင်ပြီးတော့အခုချိန်ပွဲထဲမှာအာနာရှိဆုံးကသူဖြစ်သွားလို့အပျော်လွန်ပြီးတော့တခြင်းတောင်အော်ဆူနေခဲ့ပါတယ်။ လူ9ယောက်ကိုမှဈေးကလေပလင်းနဲ့ရှိတာမို့ဘလို့ဝေခွဲကြမလဲတိုင်းမင်းကြီးရတော့မှာပဲအစ်ရွေးကသူ့ကိုဖယ်ထားမယ်မှန်းကြိုသိနေတဲ့အတွက်ကြောင့်ချက်ချင်းပဲဈေးကိုထိုးချလိုက်ပါတယ်။နာချိုကတနတ်ထုတ်ပြီးပြတ်တက်မဲ့လုတဲ့အခါမှာတော့အယ်လီနာကအပြင်လူတွေအတန်ကြားသွားမှာဆိုးတဲ့အတွက်ကြောင့်ဝင်တားလိုက်ရပါတယ်။အဲ့တော့တနတ်နဲ့မပြစ်ဖင်းတဲ့သူကိုယ်တိုင်ပဲသွားပြီးတော့လက်သီးစာကျွေးလိုက်ပါတယ်။ဒါမဲ့အစ်ရွေးကတော့အသာစီးရပြီးတော့တနတ်ကိုပြန်လူလိုက်ပါတယ်။အဲ့ချိန်ကိုခင်ကောင်းယူပြီးဆော်တာကလည်းဈေးတက်တာကိုယူဖို့လုပ်ပါတော့တယ်။ ဒါမဲ့ X-ray ကသူ့ကိုရိုက်ထုတ်လိုက်တဲ့အခါမှာတော့ဆေးပလင်းတွေက အောက်ထက်ကိုလိမ့်ချသွားပါတယ်။ trainer တယောက်အမြန်ပြေးစင်းပြီးကောလိုက်ပေမဲ့သူမရဲ့လက်ကပတ်တီးတွေကြောင့်တေချာမကင်ထားနိုင်ပဲနဲ့တိုင်ကူမြောင်းလေးကိုပြုတ်ချသွားရပါတယ်။ဒီပေါက်ကကကိုသေးတဲ့သူမသာဆက်မှာမှုရွေးချယ်စရာလူကလည်းအလီနာပဲရှိပါတော့တယ်။အဲဒါကြောင့်သူမရဲ့ဝက်တွေကိုချုပ်ပြီးစီတွေကိုတုပ်ပြီးတဲ့အခါမှာတော့အပေါက်မှာတက်မနေအောင်လို့အကုန်လုံးကသူ့ကိုဝိုင်းပြီးတော့တွန်းချချရပါတယ်။ပေါင်မာကျက်နေတဲ့အတွက်ကြောင့်အသွေးတွေအများကြီးလည်းထွက်ခဲ့ရပါတယ်။ ဒါမဲ့လည်းသူ့ကိုအောက်မကြမချင်းအကုန်လုံးကဝိုင်းပြီးတွန်းချကြလို့နောက်ဆုံးမှရေစိုးမြောင်းလေးကိုပြုတ်ချသွားခဲ့ပါတယ်။ဒါဂျိုတယောက်ဆေးပလင်းကိုကျိုးနဲ့ချီပြီးတော့အပေါ်ကိုဆွဲတင်ဖို့ဝါယာကျိုးချီပေးပေမဲ့လေအလီနာကတော့သူမကိုခြံထားခဲ့မှာဆိုတာကိုသိနေလို့မပေးချင်ခဲ့ပါဘူး။ဒီဈေးကိုကြောက်လို့သူမကိုသူမမထိုးဘူးဆိုပေမဲ့လေဈေးကိုလိုချင်အကုန်လုံးအောက်ကိုဆင်းလာချဆိုပြီးတော့ပြောလိုက်ပါတယ်။အပေါ်ကလူတွေကလည်းအောက်ဆင်းလို့ရအောင်လို့တွင်းဝါကိုချဲ့နေကြပါတယ်။အဲဒီမှာအလီနာကနေရန်ထဲမှာဆေးပလင်းတွေကိုဖွက်ထားလိုက်ပါတယ်။ ။အိုဘက်ဒီဘက်ကိုရှောက်သွားကြည့်နေတော့မှပဲနိုင်ရန်တဲကနေအလင်းရောင်ဝင်လာနေတဲ့အပေါက်တစ်ခုကိုတွေ့သွားပါတယ်။ချောင်းကြည့်လိုက်တဲ့အခါမှာတော့လမ်းမပေါ်မှာဆေးဖြန်းနေတဲ့အထူးတပ်သားတွေရှိနေတော့မှပဲ။စတိုကန်ပေါက်ပဲ့ချမ်းကိုအလီနာပြန်သွားကြည့်တဲ့အခါမှာတော့လိုင်ကောင်းကိုရောက်တဲ့သူကရောက်နေနေခဲ့ပါပြီ။ထရီနီကိုလည်းဝိုင်းဆွဲချပေးနေတဲ့နောက်ဆုံးတော့အကုန်လုံးရေကန်ထဲကိုဆင်းလာနိုင်သွားကြပါတယ်။ဇော်ဒါနဲ့ဒွီနီကအစဉ်ပြေပြေပါပဲ။နာဂျိုကတော့တနတ်ကိုလူဝတ်အတွက် X-ray ပေါ်ကိုခုံဝင်လိုက်ပါတယ်။ ရောက်တိုက်ပွဲတွေကကြီးစံတွေကိုကြားလိုက်ပြီးတဲ့နောက်မှာတော့နာဂျူကအောင်နိုင်သူကြီးဖြစ်ကုန်းမတ်ဘော်ကိုပြန်တက်လာပါတယ်။နာဂျူကကြီးပြစ်တန်တွေကိုအစ်စရေးလောက်တာဆိုပြီးရှင်းပြပေမဲ့ကျန်တဲ့လူတွေကပုံပြီးစိန်ရင်းဝင်ဝင်လာတဲ့နာဂျူကအစ်စရေးကိုတတ်လိုက်တယ်လို့ပဲတန်တရားဝင်နေကြပါတယ်။လူတွေကတော့ငါလည်းတဖြည်းဖြည်းနဲ့စိတ်တွေဖောက်လာကြတာမို့အလီနာကဆေဗလင်းကိုလိုချင်တနတ်ကိုလွတ်ပြစ်လိုက်ပါဆိုပြီးနာဂျူကိုတောင်းဆိုလိုက်ပါတယ်။ဒါမဲ့နာဂျူကဆော်တာရဲ့ခေါင်းကိုတနက်နဲ့ချိန်လိုက်တဲ့အခါမှာတော့အယ်လီနာလည်းရွေးချယ်စရာမရှိတော့ဘဲနဲ့ စေဝလင်းတွေကိုဖွက်ထားတဲ့နယ်ရန်စီလမ်းပြပြီးတော့ခေါ်သွားခဲ့ရပါတယ်။သွားနေရင်ထရီနာကပြန်လန်းကိုပြန်ရှာတွေ့အောင်လို့ဆိုပြီးတော့ SRC ကနေယူလာတဲ့အကြွေပြားတွေနဲ့တလန်းလုံးမှချထားခဲ့ပါတယ်။မောင်မဲနေတဲ့နေရာနဲ့ပိုင်းတဲ့ကိုရောက်သွားတဲ့အခါမှာတော့ထရီနီကသူမကိုစော်တာကကြည်လဲပြုတ်ကြအောင်တွန်းနေဟန်ဆောင်ပြီးတော့အဟစ်ပြခဲ့ပါတယ်။တကယ်တမ်းမှာတော့ထရီနာကစော်တာကိုကောင်းကနေခြင်ပြီးတော့ရင်းနဲ့တတ်နေတာပါ အလင်းရောင်ရအောင်လို့နာဂျိုတယောက်တနက်ပြပြီးကြီးလိုက်တဲ့အခါမှာတော့ထရီနီလုံးနေတာတွေကိုတွေ့သွားပြီးတော့ရေထဲကဆော်တာကိုတွားခဲ့ခဲ့ရပါတယ်။ဒွိနာကိုတနက်နဲ့ချိန်ပြီးတော့အလင်းရောင်ရှိတဲ့နေရာဘက်ကိုလည်းဆက်သွားခဲ့ကြပါတယ်။နာဂျိုကဒွိနာကိုမတက်ရဖြစ်နေပေမဲ့ဒွိနာကတော့တနက်ကိုလူပြီးတော့သူ့ဘာသာသူတတ်တည်လိုက်ပါတယ်။ဂျန်နဲ့စေးသုံးလင်းကိုခွဲယူပြီးတဲ့အချိန်မှာတော့ကျွေးစေးကြတဲ့အတန်ကိုကြားလိုက်လို့တွားကြည့်ကြပါတယ်။ဒွိနီရဲ့မျက်လုံးပေါ်မှာကြွေပြားရှိနေတာကိုတွေ့လိုက်လို့သူတို့တွေထောင်ချောက်ဆင်ခံလိုက်ရပြီးဆိုတာကိုရေးမိသွားကြပါတယ်။ ခရီးနာစီအာယုံရောက်နေကြတော့မှပဲအစ္စရေးတယောက်ဒရုန်းနောက်ကနေရောက်လာပြီးတော့စော်တာကိုတပ်ပစ်လိုက်ပါတယ်။အလီနာနဲ့နာဂျိုကအပြင်ထွက်လို့ရတဲ့လေကားစီကိုပြေးသွားနေတော့မှပဲသူကလည်းပဲနောက်ကနေတောက်လျှောက်ကိုတိုက်လာနေခဲ့ပါတယ်။ဒီကားပေါ်တိန်းနဲ့အလီနာကကြီကျော်သွားလို့သူမရဲ့စေဗလင်ပြုတ်ကျသွားပါတယ်။အဲဒီမှာနာဂျိုရဲ့ကြောက်ကိုအစ္စရေးကလမ်းဆွဲလိုက်ပါတယ်။နာဂျိုကသူ့မှာလော်လန်းမရှိတော့မှန်းသိလို့သူ့ရဲ့ဆေးကိုအလီနာကိုပေးလိုက်ပါတယ်။ဒီနောက်မှာတော့နာဂျိုရောအစ္စရေးရောပြုတ်ကျပြီးတော့တခါတည်းပွဲသိမ်းသွားခဲ့ပါတယ်။ အလီနာလည်းငိုယိုနေနေနဲ့ပဲဈေးကိုထိုးလိုက်ပါတော့တယ်ဒီနောက်မှာတော့လေကားဖုံးကိုဖွင့်ပြီးတော့အပေါ်ကိုဖက်တက်လိုက်တဲ့အခါမှာဒိန်းသိန်းခံနေမြေရဲ့တခြားတစ်ဖက်ကိုရောက်သွားခဲ့ပါတယ်သူမရဲ့သွေးတံတရရဲ့ပုံစံကိုဖျက်သွားဖျက်လာတွေကဝိုင်းပြီးတော့ကြည့်နေကြပါတယ်လူကြီးတစ်ယောက်ကလည်းသူမကိုဆင်ပြေလားလို့မေးပြီးတော့အမျိုးသမီးကြီးကတော့သူ့ရဲ့အနှွေးတွေကိုချုပ်ပြီးတော့အလီနာကိုချုံပေးလိုက်ပါတယ်ဒါမဲ့လေအလီနာကတော့ဘသူ့ကိုမှအဖက်ပြန်မလုပ်ဘဲနဲ့မျက်နှာသေးနဲ့ပဲလင်းနေရာကိုဆက်သွားနေခဲ့ပါတယ် အများကြီးကိုကြုံတွေ့လာခဲ့ရတဲ့အခါမှာတော့သူမရဲ့စိတ်တွေလည်းလွင့်နေတာမို့သူမရဲ့ဒိတ်လုံးမဲ့ကောင်လေးကဘေးချင်းကပ်ကနေရှောက်သွားတာကိုတော့မှသတိမထားမိခဲ့လိုက်ပါဘူးအဲကောင်လေးကသူမကိုလမ်းခေါ်နေပေမဲ့လည်းအလီနာကတော့ပြန်လှည့်တော့မကြည့်ခဲ့ပါဘူးဇကာလီကတော့ဒီမာရင်ဆုံးသက်ထားပါတယ်ပရိသတ်ကြီးတို့ရဲ့